နောက်ဆုံးမှာတော့ရေရှိုးတို့လေစီးနင်းတောက်ထဲကစံချိန်ကိုပြန်ရှိုးဖို့အတွက်ရှောင်းတန်နဲ့စွမှုရှမ်းတို့အဖွဲ့ကိုခေါ်လိုက်ခဲ့ပြီးတော့ရှင်းလင်းဖို့စတင်လုပ်နေတဲ့အချိန်မှာအရင်ဖြတ်ထားတဲ့73မိနစ်စံချိန်ကိုကြော်ပြီးတော့ရှိုးနိုင်ခဲ့ပါတယ်တပတ်မှာတော့ပြောင်ပြောင်ခေတ်ကကလိုက်မှာတော့သူတို့ရဲ့စံချိန်ကိုရှုံးနိုင်လိုက်တာကြောင့်ယူအောင်တယောက်မကြည်မနှက်ဖြစ်နေခဲ့ပြီးရဲ့အချိန်မှာတော့တခင်မော်ရှောက်ဆိုတဲ့ကောင်ကရေရှိုးဖြစ်ကြောင်းပြောနေခဲ့ကြပါတယ်။ အခုလောလောဆယ်မှာတော့သူ့ရဲ့တွေးအောင်ဖလက်လက်နက်ကိုဖန်တီးဖို့ရာအတွက်ချပါတဲ့ဆိုရင်တကူနဲ့ဂိုင်းနေနဲ့အတူတူအလုတ်တွဲလုံးနေရမလို့ရရှိတဲ့ဂိုင်းနေရာနေပြီးတော့စုဆောင်နေတဲ့ပစ္စည်းရှိနေကြအောင်ပြောပြနေကယိုဟော့ကတော့ဒီလောကတွေကိုနောက်တရင်ပြန်လောက်ခေါ်ရင်မရှိဘူးဆိုပြီးတော့ပြောနေခဲ့ပါတယ် ရှိုးအားတရားအကောင့်တူနဲ့တခုတွားလောက်ခဲ့ပြီးတော့ရေချိုးစီကိုဝင်ဖို့ကြိုးစားနေခဲ့ပေမဲ့သူ့ရဲ့တပည့်ယူမောင်နဲ့သာတက်ခိုက်ခံခဲ့ပြီးတော့တပွဲမှမနိုင်ဖြစ်နေခဲ့တဲ့ယူအားကိုတော့ရေချိုးကလည်းသူ့ရဲ့အဖွဲ့မှာဗျူဟာအစ်စ်သုံးဖို့အတွက်ရှိနေတဲ့အတွက်ကြောင့်မလို့တင်ကျိုင်းမျိုးတက်ခိုက်မှဖြစ်တဲ့အတွက်ယူအားတယောက်လည်းသူ့ရဲ့ပွဲရှိနေအောင်မိနေခဲ့ပါတယ် ြိုင်ပွဲကတော့ UR တယောက်ရေရှိုးဘက်ကိုလည်းဆက်ရောက်နေတဲ့အတွက်ကြောင့်မလို့တောက်တလွဲပဲလုံနေခဲ့ကပရိသတ်တွေအကောင်လုံးအားဖြင့်ဂိမ်းထုချိန်တိဖြစ်အောင်လုပ်နေခဲ့ပါတယ်။တပတ်ကတိုက်ခိုက်တဲ့ပြိုင်ဘက်ကတော့ရှာဖန်ဖြစ်ပြီးတော့ UR ကိုတော့အတာလီရယူနေခဲ့ကစတိုက်ကိုလိုက်ကျုံနေခဲ့ပြီးအဆုံးမှာတော့မြောက်ဘက်ကလပ်ဖြစ်တဲ့ UR ကပဲရှုံးနေခဲ့ပါတယ်။ ရှူအားတယောက်ကတော့ဒေါသတကြီးနဲ့ပဲပြန်ထွက်လာခဲ့ပြီးရဲ့အချိန်အကောင့်တင်နေတပတ်ကယေရှုတို့အဖွဲ့ရဲ့ဝင်ခဲ့ကတင်ငိုင်းဆန်ချိန်ကို7မိနစ်နဲ့ပဲရိုက်ရှိုးနိုင်နေတဲ့အကြောင်းထပ်ရှိုးတဲ့သူမရှိနိုင်လို့တော့ဘူးလို့ပြောနေခဲ့ပါတယ်။ဒါပေမဲ့ယေရှုကတော့ရောမပါဘင်းနဲ့ပူကောင်းတဲ့ဆန်ချိန်ကိုရှူလိုက်နေတဲ့အတွက်ကြောင့်ယောလည်းဘာကြောင့်ထပ်လောက်တာလဲလို့မေးနေခဲ့ကတေချာပေါ့ပြောင်မြောက်ကလကယောဖြစ်နေလို့ပဲလို့ပြောခဲ့ပြီးတော့ငါတပည့်ဖြစ်ခဲ့ရမလို့မင်းကိုကောင်းကောင်းသိကြအောင်ပြောလိုက်တော့ယောကြောင့်လည်းတော်လေးစိတ်ညစ်သွားခဲ့ပါတယ်။ ခဏကြာတော့တိုင်းပြည်နာအဖွဲ့မှလူတရားလူရဲအတွက်ကြောင့်လှဝက်လုံးနေခဲ့ပြီးတော့ရှောင်းတန်းအမည်ကတော့ရေချိုးလေးသူကြည့်နေနိုင်မယ်လို့ပြောခဲ့ပြီးတော့အမှန်တော့ရှောင်းတန်းကိုရေချိုးခေါ်တာခဲ့ရပဲဖြစ်ပါတယ်။သူ့ကိုမြင်တိမာကြောင့်လို့မျက်နှာဖုံးကြီးနဲ့ဖြစ်နေခဲ့ပြီးတော့ရှောဝက်ခံတကူကိုခေါ်သားခဲ့ပြီးရင်တင်ကျိုင်းမြေစံချိန်ကိုထတ်ရှုပ်ဖို့အတွက် အကူအညီတောင်းတခဲ့တာကတော့ယူဟောင်းနဲ့အတူပြိုင်ပွဲမှာကစားခဲ့တဲ့ရှမ်းဖန်ပဲဖြစ်ပါတယ်။ရှမ်းဖန်နဲ့ရေရှူးနဲ့ကအတိအေဖြစ်နေခဲ့ရကြောင့်ရှောက်လာခဲ့တဲ့အချိန်မှာဒါသမားတယောက်ဖြစ်အကောင့်တင်လောက်ထားခဲ့ပြီးတော့ရေရှူးနဲ့ဝင်ကစားခဲ့ပြီးတဲ့အချိန်သူ့ရဲ့လက်နဲ့ပဲမြေပြင်ကိုရှလိုက်ခဲ့ပြီးရင်တော့ချော့ချပစ်လိုက်ပါတယ်။ကုဘောအတုံးပြလိုက်ခဲ့ပြီးရင်တော့အနောက်ဘက်ကနေရွှေရှိတိုင်ဝမ်ကိုဖွင့်ရှလိုက်ခဲ့ပြီးတော့အတော်လေးကိုလွှတ်ထွက်သွားခဲ့ပါတယ်။ ယေရှုတရားလေးအထက်ကိုခုန်တက်သွားခဲ့ကအထက်ကနေအန်တက်ကောင်လေးကိုရှယ်ပလန်နဲ့ရိုက်ရှာပစ်နေခဲ့ပြီးတော့ဒက်စီယာတာသွားတဲ့အန်တက်ကောင်လေးကိုတော့အကြောင်းတစ်ခုတည်းရိုက်တဲ့အထိရိုက်ရှာနေခဲ့ကယေရှုနဲ့ရှယ်ဖန်လေးလိုက်တီးနေခဲ့ပါတယ် ကြလာတဲ့ကောင်တွေကိုတော့အကြောင်းနဲ့ကြအောင်လို့သူ့ရဲ့လှန်တန်းနဲ့ရှဲ့ပိုင်းခဲ့ပြီးတော့အကြောင်းနဲ့ကြသွားတဲ့အချိန်မှာတိတ်ပြီးနေခဲ့ကရှန်ဖန်းကလည်းနောက်ထပ်နှစ်ကောင်ကိုအကြောင်းနဲ့ပိတ်မိအောင်လို့ရိုက်ချပစ်လိုက်ပါတယ်။ရဲချိုးကလည်းနံပါတ်2ပေါ်ကျန်နေတဲ့ကြောင်ပြောနေခဲ့ပြီးရဲ့အချိန်ထွက်လာခဲ့တဲ့နောက်မှာတော့ရှောင်းတန်းလည်းသူ့ရဲ့လှန်တန်းနဲ့ရှဲ့ရိုက်နေခဲ့ပြီးတော့စုမှုရှန်လည်းအမြောင်နဲ့တိတ်လိုက်ကပြန်ကြလာတဲ့အချိန်မှာရှန်ဖန်းလည်းသူ့ရဲ့တာရင်နဲ့ရှဲ့ကိုမှုန်ပစ်ခဲ့ပါတယ်။ အထက်ကတကောင်တော့ရေချိုးကလည်းတနန်းနဲ့ပြောင်းမယ်စတဲ့ဆွဲနေခဲ့တဲ့အချိန်ပြန်ကြသွားတဲ့အချိန်မှာတော့အောက်ကနေအလင်းနဲ့ဆင့်ကောက်ခြင်းနဲ့တနန်းနဲ့ရှယ်ပစ်လိုက်တဲ့အတွက်ကြောင့်တစ်ချက်တည်းချော်သွားခဲ့ပါတယ်။ဆန်ကျင်တစ်ကိုထပ်ရှိုးနိုင်လိုက်တဲ့အတွက်ကြောင့်ပြောင်ပြောင်းခဲ့ရတဲ့ကလပ်ကိုဆန်ကျင်ဦးအောင်ကြော့သွားခဲ့ပြီးဖြစ်ပြီးတော့နောက်ထပ်ဆန်ကျင်ကိုရှိုးဖို့အတွက်ရှက်ဖန်နဲ့နောက်ရဲမှာတော့ရေရှိုးတို့ကလည်းတင်းကြီးမြေဆန်ကျင်ကိုထပ်ရှိုးဖို့ရအတွက်တက်ကြိုက်နေကြတဲ့အချိန်နောက်ကနေပင်မျိုးစုံကိုင်းရဲ့ကောင်းဆောင်ချမ်းရှိကတော့စောင့်ကြည့်နေခဲ့ပါတယ်။ ရှမ်းချန်ကလည်းသူ့ရဲ့ကောင်တက်ခိုက်ဖို့အတွက်လုံနေခဲ့ပြီးတော့အစီရင်မော်နဲ့ဆောင်းနှက်ကိုအရင်ဆုံးတက်ခိုက်ခဲ့လိုက်တာပြင်းထန်တဲ့ကစားသမားအဆင့်ကိုရုတ်တရက်ကြီးဖွင့်ချလိုက်ပါတယ်။ဆောင်းတန်းကလည်းနောက်တစ်လျှောက်တက်ခိုက်တောင်းရှောင်းနှားခဲ့ပြီးတော့သူ့ရဲ့ရှော့တိုက်ကွက်နဲ့မှော်အားနေလွတ်သွားတဲ့အတွက်ကြောင့်မလို့ဂျာရင်မှညက်နေခဲ့ပါတယ်။ယူမောင်တယောက်လည်းလှမ်းကောက်လိုက်တာမြန်လုံးတဲ့အတွက်ကြောင့်ရှောင်းနှီးခဲ့ပြီးတော့ယူမောင်ရဲ့ရိုက်ချက်ကိုပြန်ရှောင်းထားခဲ့ကသူ့ရဲ့အထက်ကိုထက်ထက်လိုက်ပြီးရိုက်ချက်လာကိုခံထားခဲ့ရပါတယ်။ ဆောင်ရဲတို့ကတော့ရှောင်းတန်နဲ့ယူမောင်တို့တက်ခိုက်တာတော့မှမတောက်ခံရလည်းရအောင်အတော်လေးအောင်နေခဲ့ကြပြီးတော့သွမ်မော်ကိုင်ကရှမ်းချန်ကအတော်လေးကိုကောင်းတာပဲလို့တွေးနေခဲ့ကြပါတယ်။ယေရှုကလည်းသူ့လူတွေတက်ခိုက်တာကြောင့်ရှေ့ရနေဝင်ခံထားခဲ့ပြီးရင်တော့ရှမ်းချန်ကလည်းအပြန်လန်တက်ခိုက်နေခဲ့ကြတာလည်းရုံးကြီးရှင်လာခဲ့ကြပါတယ်။မော်အဓိကတုံးနေတဲ့ရှမ်းချန်ကတော့သူ့ရဲ့လက်နက်နဲ့ယေရှုရဲ့အခွင့်အခင်တီးကိုရိုက်ရှာခဲ့ပြီးရဲ့အချိန်မှာနှစ်ရောင်ထိတိုက်တွေ့ဆုံခဲ့တဲ့ စာအကြီးကကြောက်ရွံ့ကောင်းတော့ဖြစ်နေခဲ့ပါတယ်။ ။ဆောင်ရဲနူတွေတက်ခိုက်တာအောင်မှမမြင်လာရအောင်မြန်ဆန်နေရဲ့အတွက်ကြောင့်မလို့ရဲချိုးကလည်းထက်ကိုတက်သွားခဲ့ပြီးတော့တခါမှမမြင်ဘူးတဲ့တိမ်ငှက်ရှည်ရာတိုက်ခွက်ကိုထင်ကြလိုက်ခဲ့ပြီးရင်နောက်ကိုဘွားသာဖြစ်နေခဲ့ပြီးအနာဘက်ကနေလှံကိုဝေရမ်းခဲ့ပြီးရဲ့အချိန်တူနေပြုတ်ကျသွားခဲ့ကကြာဆုံးသွားတဲ့အချိန်မှာတော့ဆန်းချမဟုတ်ဘဲတခြားတယောက်ဖြစ်နေခဲ့ပြီးတော့တန်ကြာကတော့လက်မှတ်ထိုးပေးခဲ့ပါသေးတယ်။ စမ်းကြတယ်တခင်မောကြောင့်အကြောင်းမေးတဲ့အတွက်ကြောင့်သူတို့တွေကလူတစ်တွေဖြစ်ပေမဲ့စနစ်ကတော့မဆိုးလာကြအောင်ပြောနေခဲ့ပြီးရဲ့အချိန်တေချာကတော့ခေါင်းဆောင်ကဘယ်လိုလဲဆိုတာခံမှန်းလို့မရကြအောင်ပြောပြခဲ့ပါတယ်တက်ကရင်နဲ့အဖွဲသားတွေလည်းပင်ပန်းသွားခဲ့ပြီးမလို့စောနာကခံရခြံချက်ဆိုတဲ့ကောင်ကတော်တော်ကောင်းတာပဲလို့ပြောခဲ့တဲ့အချိန်ရဲချုကလည်းအဲ့ဒီကောင်ကခြံချက်မဟုတ်ဘဲနဲ့တခြားသူကစားနေရဖြစ်ကြောင်းပြောခဲ့ပြီးတော့ထိုးပေါက်ကြည့်မယ်ဆိုရင်တော့ပြောပြလိုက်မယ်ဆိုရင်မင်းအတော်လီလန့်သွားပါလို့ပြောခဲ့ပါတယ် သူဟာဝမ်ဂျေရှိဖြစ်နိုင်ခဲ့ပြီးတော့ဝဲဆောင်တော်အဖွဲ့ကအဖွဲ့ခေါင်းဆောင်ဖြစ်ပြီး Glory တမိုင်းတစ်ချက်မှာစိတ်လှူရှားဖို့အကောင်းဆုံးခေါင်းသွင်း၅ခုထဲမှာပါတဲ့စစ်နတ်ဗျာမော့ဆရာတအူးဖြစ်တဲ့ဝမ်ဂျေဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ဝမ်ကျဲနဲ့သူ့ရဲ့ကလပ်ကိုပြန်သွားခဲ့တဲ့အချိန်မှာတော့ယင်ကျဲတို့ကိုခေါ်လိုက်ခဲ့ပြီးရဲ့အချိန်အားလုံးကိုပြောပြခဲ့ကယင်ကျဲကိုတော့ကစားသမားရိစီကိုစစ်နစ်ဆေရာလူကကတခင်မော်ရှာတို့ကစားနေတဲ့နေရာကိုပြောပြလိုက်ခဲ့ပြီးရဲ့နောက် ကက်လေးတွေကိုကိုယ်တိုင်နာခဲ့ပြီးအကောင့်တစ်တင်နဲ့တက်ခိုက်ဖို့အတွက်ပြောခဲ့ပါတယ်။ဒီလိုနဲ့တခင်မော်ချောက်ရှိတဲ့နေရာကိုရှူဝါစာထွက်လာခဲ့ကြပြီးရင်တော့ရီဖန်ရဲ့နေရာကိုအတီးပြုတ်ပြီးဖြစ်တဲ့အတွက်ရီဖန်ကလည်းအလုံးသတိပေးလိုက်ကဆောင်ရင်ကလည်းမော်လက်နဲ့အစုံလေးနဲ့တက်ခိုက်ဖို့လုပ်နေခဲ့ပါတယ်။ဆောင်ရင်လည်းအရင်ဆုံးတက်ခိုက်လိုက်တဲ့အချိန်မှာရဲချိုးလည်းသူ့ရဲ့လှန်နဲ့ကာတာကဲ့ပြီးတော့အနောက်ဘက်ကနေရီဖန်ရဲ့ဓာတ်ချက်ကိုတော့မှနောက်ပြန်ပြန်ကာတာခဲ့ပါတယ်။ ဆောင်ရင်ကလေသူ့ရဲ့လန်နဲ့မျက်နှာတိတဲ့ကိုထိုးလိုက်တဲ့အချိန်မှာဇက်ပုံဆိုင်ရှက်တရက်ထောင်ချလိုက်တဲ့အတွက်ကြောင့်မလို့ရီဖိုင်ရဲ့လက်ကိုထိသွားခဲ့ပြီးတော့ HP ခံသွားခဲ့ပါတယ်။ရဲကျိုးကလည်းအချက်ကိုတက်သွားခဲ့ပြီးရဲ့နောက်မော်တာပတ်နဲ့ပညာတောင်းတဲ့ဆောင်ရင်ကိုတော့တကယ်တီးခိုက်ရတော့မယ်လို့ပြောနေခဲ့ကသူ့ရဲ့လန်နာကိုတနက်ပြစ်ပြောင်းလဲလိုက်ပြီးတော့ရှက်ပလန်နဲ့အချက်ကနေတီးနေခဲ့ပါတယ်။ ။ရှာရင်ကတော့ရှီပန်ကိုသူ့ရဲ့ရှိကနေမပိတ်ဘူးစုနေခဲ့တဲ့အချိန်ပါပဲ။မိကိုကြားတဲ့ကနေရေရှိုးထွက်လာခဲ့ပြီးတော့မြက်ကွက်ကိုအခွင့်တရှောင်းထင်းနဲ့ရိုက်ပစ်လိုက်တာကြောင့်အတော်လေးလင်းစင်သွားခဲ့ပါရဲ့။ရဲ့ကျိုးတကောင်ကလည်းဇက်ကောင်ရဲ့တာကွက်ကိုတက်ကိုက်ရင်နဲ့ရှာပွေဘူးလုံနေခဲ့ကအကွက်တရာလှည့်ကွက်ကိုလှည့်နေခဲ့ပြီးရဲ့နောက်ဘေကသူတွေကတော့ရှာပါတဲ့အကွက်ဆိုပြီးတော့အတော်လေးကိုအံ့ဩနေခဲ့ကြပါတယ် ရဲချိုးတရာချောင်းရင်ကိုတော့လေဘွားမကြောင့်ရှက်ပလန်နဲ့ကိုရှင်းအောင်ဆင့်ရင်နေခဲ့ပြီးရဲ့နောက်ပြိုင်ဘက်ကိုလုံအောင်မမြင်နိုင်တော့အထိလှုပ်ထားခဲ့ပြီးတော့ရဲချိုးကအနောက်ဘက်ကနေပဲစက်တိုက်ကိုတက်ခိုင်နေခဲ့ပါရဲ့ရဲချိုးလည်းသူ့ရဲ့လံကိုစောက်ဝိုင်းမုံလံဖော်လိုက်ပြီးရဲ့နောက်ကောင်းဝဲအခွင်ထူပေါချင်းကိုအတုံးပြလိုက်တဲ့အချိန်မှာတော့ရှောင်းထားခဲ့ပေမဲ့အချောင်းကင်တက်ခိုင်ခြင်းနဲ့ဆက်လက်ဝင်လာခဲ့တဲ့အချိန်မှာတော့ဒါနလန်နဲ့အတော်လေးကိုကာလာခဲ့ရပါတယ် ရှိပန်တရားလေးပြန်လည်ကာကွယ်ပြီးတော့တိုက်ခိုက်နေခဲ့ကအစမပြဘေးပပတ်လေရနေလိုင်လန်တိုက်ခိုက်နေခဲ့ပြီးတော့ရေချိုးကလေကာကွယ်ရင်းနဲ့ခြောက်လိုက်မိရဲ့အတွက်ကြောင့်မလို့အထက်ကိုတက်လာခဲ့တဲ့အချိန်ခြောက်လာခဲ့ပါဟန်ကျက်လုံးဝပြက်လိုက်တော့မှရှီဗန်ကိုအထက်စီးရနေပြီးကြောပြင်းကိုလှန်တန်းနဲ့ပြင်းပြလိုက်တဲ့အတွက်ကြောင့်မလို့နေပြင်းမှာအပ်သွားခဲ့ပါရဲ့ ေပါလင်အောက်ကိုကျသွားခဲ့ပေမဲ့အဆက်မပြတ်ကိုလက်ရိုက်နေခဲ့ပြီးတော့သူရဲ့ကောင်ကနေရင်ကျဲရောက်လာခဲ့ပြီးရဲ့အချိန်မှာကာကွယ်ပေးထားခဲ့ပေမဲ့လဝအလုံးမဖြစ်ဘဲနဲ့အခွင့်တော်ဒီနေ့တော့ရိုက်ခံလိုက်ရပါသေးတယ်ရှင်ကျေတရားလေးတက်ကိုက်နေရင်လည်းအဆက်မပြတ်ကိုရိုက်ခတ်လိုက်ရတဲ့အတွက်ကြောင့်တော်လေးကိုလွှမ်းထွက်သွားခဲ့ပြီးရင်တော့ဖမ်းပေးထားခဲ့တဲ့အချိန်ကြီးလိုက်တဲ့အချိန်မှာ ူတို့ရဲ့ကောင်းဆောင်ကိုယ်တိုင်ဖြစ်နေတယ်တောင်ပိုင်းရဲ့တွင်ဝမ်ဂျင်ကိုယ်တိုင်ရောက်လာခဲ့ပါတယ်ဝမ်ဂျေတယောက်လေသူ့ရဲ့အဖွဲသားတွေအားလုံးကိုဘောကောင်ဝိုင်းပြီးတော့တက်ကြလို့ပြောနေခဲ့ကြတာဘယ်ဘောကောင်လေလို့မေးလိုက်တဲ့အချိန်မှာတော့ဂလိုရီတပိုင်းမှာထင်ရှားခဲ့ပြီးတော့နတ်ဖီယာလို့တောင်တင်စားရတယ်တခင်မောလျှောက်ဆိုတဲ့ကောင်ကရေရှိုးလုံအောင်ဖြစ်နိုင်ကြအောင်ပြောခဲ့ပြီးတော့ဖြစ်ဆက်ရခိုင်တော့တိကျကြအောင်လေပြောခဲ့ပါတယ်။လေပြောခဲ့ပါတယ်။ ဂျီရိုနဲ့ဆက်လက်တက်ခိုက်ဖို့အတွက်လုံနေခဲ့ကြပြီးတော့ဝမ်ချယ်လင်းနောက်ကနေပြီးတွားနေခဲ့ကသူရဲ့အောက်တက်ခိုက်ဖို့အတွက်ပြင်ဆင်နေခဲ့ပြီးရင်တော့ ရေရှိုးလေအနီနာရောက်မှထွက်ပြေးနေခဲ့ပြီးတော့ဝမ်ကျဲတို့ကတော့နောက်ကနေအဆက်မပြတ်ကိုလိုက်နေခဲ့ကလှမ်းရဲလိုက်တဲ့အချိန်မှာပဲအရေးတစ်ခုသာဖြစ်နေခဲ့ပြီးတော့အထက်ကိုတက်သွားခဲ့ကတနက်ဖြစ်ပြောင်းပြီးတော့စတိုက်ကိုပြစ်နေခဲ့ပါရဲ့ရေရှိုးလေတစ်ဖက်ကိုပြေးထွက်သွားခဲ့ပြီးတော့နောက်ကလိုက်လာတဲ့ကောင်လေးလေအဆက်မပြတ်ကိုလိုက်နေခဲ့ကရေရှိုးလေကြောက်လို့ပြေးတဲ့ထင်းနေရလားလို့ပြောရခဲ့ပြီးတော့နောက်ကိုတလန်းဆုပ်ပြီး viewer ပြောင်းလဲခြင်းလို့ပြောလိုက်ပြီးတော့အငွေရရှင်စကေးကိုဖွင့်ချလိုက်ပါရဲ့ နောက်ကနေတက်ကြိုက်ခံရတဲ့အချိန်ဂျီဖန်ကလည်းတက်ကြိုက်ပင်မဲ့လွတ်သွားခဲ့ကအဆုပဲခံနေခဲ့ကြပါတယ်။ရှင်ကျဲကိုတော့မှော်တုံးကြီးနဲ့စတိုက်ကိုလိုက်ကျဲခိုင်းနေခဲ့ပြီးရဲ့နောက်ရင်ချဲနဲ့ဝန်ကျဲတို့ကလည်းအချက်ကနေနှစ်ယောက်ပိတ်ပြီးတော့တက်ခိုက်နေခဲ့ကြပါတယ်။ရဲချိုးကလည်းအငွေတွေကနေခုန်ထွက်လာခဲ့ပြီးရဲ့နောက်တခြားတတိုင်းဘက်ကိုကူသားခဲ့ကလုံဝပျောက်သွားတဲ့အချိန်မှာတော့ဝန်ကျဲတို့ရင်ရှာမတွေးတော့ဘဲနဲ့ဂျီဖန်ကတော့လိုင်းအောက်သွားတာဖြစ်နိုင်တယ်လို့ပြောခဲ့ပါတယ်။ နောက်ရမှာတော့ရီဖန်တို့လည်းရေချိုးစီကိုဆက်လိုက်တက်ခိုက်နေရမလို့ရေချိုးကလည်းရီဖန်ကိုမှတ်မိနေခဲ့ပြီးတော့မင်းအမြဲတမ်းလာတက်ခိုက်တာမမောသေးဘူးလားတော့မေးလိုက်ပါတယ်။ပြီးတော့မင်းကူးလုံနေတဲ့ရှာမန်တက်ခိုက်ခြင်းတမားအဖြစ်ကနောက်ထပ်အသွင်ပြောင်းလဲတစ်ခုယူကြည့်ပါလားလို့ပြောခဲ့ပြီးမင်းရဲ့တက်ခိုက်ပုံစကေးအရာရှာမန်လုံးချက်သူဖြစ်မဖြစ်နိုင်ဘူးလို့ပြောခဲ့ပြီးတစီတာသမားပုံဖြစ်တက်ခိုက်ဖို့အတွက်အကြံပေးလိုက်ပါသေးတယ်။ ယေရှုကလည်းနောက်ဆုံးမှာတော့သူ့ကိုရှာမန်တက်ခိုက်နေတဲ့အစားခေါင်းဆောင်ဖြစ်တဲ့ဝမ်ကျဲကိုတဲစင်ခေါ်လိုက်ခဲ့ပြီးရင်နောက်ဘိုင်ဝမ်ကစားမယ်လို့တော့ခေါ်လိုက်ခဲ့ပါတယ်။ရှာပါတဲ့အိုက်တန်တွေရှုံနေသူကပေးရမှာဖြစ်ပြီးတော့ဝမ်ကျဲလည်းသူ့ရဲ့ဓာမောက်ကိုထည့်ပြီးပြစ်လိုက်တဲ့အချိန်မှာတော့ယေရှုလည်းပတ်ချောင်ထားခဲ့ပြီးရင်နောက်အရှောင်းတခွင်အလင်းနဲ့ပြီးလာခဲ့တဲ့အချိန်လက်လက်ပြောင်းပြီးတော့တနက်ပြောင်းပြီးဝိုင်းပြင်းနေခဲ့ပါတယ်။ ပောက်ကွဲတဲ့ကြားထဲမှာအထက်ကိုပြန်တက်လာခဲ့ပြီးရဲ့နောက်နှစ်ယောက်သားထိတ်တိုက်တွေ့ဆုံပြီးပိုင်းနေတဲ့အချိန်မှာတော့အချိန်ဝိုင်းချနေခဲ့ပြီးရဲ့နောက်နှစ်ယောက်လုံးလည်းလွတ်ထွက်သွားခဲ့ပေမဲ့ပြန်လေတိုက်ခိုက်ဖို့တဲ့ဥတီကြပါတယ်ရတာအဆက်မပြတ်ကိုတက်ခိုက်နေနေစိုင်းပြနေခဲ့ပြီးရင်တော့ရေချိုးရောဝင်ကျဲရောပြင်းထန်နေ EPN လက်ကွက်တွေနဲ့ရှယ်ဥပြင်းနေခဲ့ကြပြီးရင်တော့မှာတော့ရှယ်ပလန်နဲ့တိတ်နေခဲ့ကြပါတယ် စိုက်နေရင်နဲ့ရှင်နေခဲ့တာတော့မှယေရှုကလည်းသူ့ရဲ့လံနဲ့ကာကွယ်ထားခဲ့ပြီးပြန်လည်တွန်းကပ်နေခဲ့ကတဖက်ကိုထွက်ပြေးသွားတဲ့အချိန်မှာတော့အထက်ကနေဝမ်းကျဲလေးကစီတာခဲ့ပါရင်ရှင်တဲ့ကနေအစိမ့်ငွေရှလိုက်တဲ့အချိန်မှာတော့ယေရှံကတော့တဖက်ကိုရှောင်ထွက်လိုက်ခဲ့ပြီးရင်နောက်မိတိုင်းနဲ့ဖောက်ခွဲလိုက်ခဲ့ပြီးရင်နောက်မှာအဆောင်လေးပြူကျသွားခဲ့ပါရင်တပိပိမြေပြင်မှာပောက်ခွဲလာခဲ့ပြီးတော့အောက်ကနေဆောက်ဝိုင်းပုံစံမီတော့တွေဖြစ်လာခဲ့ကအတွင်းဘက်မှာတော့နှစ်ယောက်သားချက်ကိုချိန်နေခဲ့ကြပါတယ် ဝမ်ကျေရလင်သူ့ရဲ့ကောင်းနဲ့ခြေခဲအိုက်ကိုကွင်းမြင့်မှာချလိုက်ခဲ့ပြီးရဲ့နောက်အပြင်းထန်တိုက်ခိုက်နေတဲ့အတွင်းမှာစွာကလည်းနှစ်ယောက်လုံးမမြင်ရတော့အောင်ကြံတန်းနေခဲ့ပါတယ်။နောက်ဆုံးမှာတော့ပြင်းထန်တဲ့ရိုက်ချက်နဲ့နှစ်ယောက်လုံးပြေးပြီးတိုက်ခိုက်လိုက်တဲ့အချိန်မှာတော့ကြီးမားပြီးပေါက်ကွင်းမှုဖြစ်ကားသွားခဲ့ပြီးတော့နောက်ဆုံးမှာရေချိုးလဲရှားပါတဲ့အိုက်တန်တွေစုမိသွားခဲ့တာနောက်ကိုလည်းလာခဲ့ပါအောင်လို့ဝမ်ကျေကိုစိန်ခေါ်လိုက်ပါတယ်။ နောက်ရက်မှာတော့စောင်းကျန်းကျောင်းလေးငဘောတကောင်စိုက်ထဲဝင်လာခဲ့လို့ကိုကိုတယောက်မချီပြူဖြစ်နေခဲ့ပြီးတော့တခင်မောလျှောက်ရှိလာလို့မေးနေခဲ့ကရေရှိုးကိုကြည့်လိုက်မှဂျူမောင်ဖြစ်နေခဲ့ပြီးတော့တခင်မောလျှောက်ကြီးကိုတွေ့တယ်လို့အခုချိန်ထိလာခဲ့တာဖြစ်ကြောင်းပြောခဲ့ပြီးခရီးထွက်လာဖြစ်ကြောင်းလည်းပြောပြခဲ့ပါတယ်